မြန်မာ ရှေ့ဆောင်ပိုင်းရဲ့ visa prepaid card တွေသုံးစွဲသူတွေအတွက် promotion ဖြစ်နေလူနေရာကျော်တွေက9ရက်ကိုအထူးကန်ဆယ်မဲ့ဖောက်ပြီး August 9ရက်နေ့ကစုချင်းမြင့်ခဲ့ပါတယ်မြန်မာရှေ့ဆောင်ပိုင်းကဘာလို့ကန်ဆယ်မဲ့ဖောက်ပြီးဆွဲဆောင်တာလဲ visa card ဟာငွေပေးချေရေးမှာလွယ်ကူအဆင်ပြေပြီး online မှာဈေးဝယ်နိုင်တာကြောင့်သုံးစွဲသူတွေတိုးမြလာအောင်ပြုလုပ်တာဖြစ်ပြီးဘိုဟိုဘန်သတ်မှတ်ချက်ဖြစ်တဲ့ဒေါ်လာ9000နဲ့ညီမျှတာကိုပဲသုံးစွဲခွင့်ပေးထားပေမဲ့နောက်ပိုင်းတိုးမြင့်သတ်မှတ်ပေးနိုင်ဖို့ တင်ပြသွားဖို့ရှိတယ်လို့ဘဏ်ရဲ့လက်ထောက် managing director ကရှင်းပြပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ပြပမှာငွေပေးချေမှုဆိုင်ရာကိစ္စတွေမှာသုံးစွဲနိုင်အောင်အဓိကထားပြီးတော့ကျွန်တော်တို့ကဒါကိုထုတ်ဝေထားခြင်းဖြစ်ပါတယ်။ဆိုတော့ပြည်တွင်းမှာသုံးစွဲနိုင်တဲ့အနေအထားလောဆယ်တော့မရှိသေးပါဘူး။ဒါပေမဲ့ပြည်တွင်းမှာဘယ်လိုအနေအထားမျိုးမှာသုံးစွဲနိုင်မလဲဆိုတော့ online နဲ့ပတ်သက်ပြီးတော့မှဈေးဝယ်တဲ့ကိစ္စတွေ e-commerce လိုကိစ္စတွေမှာစတင်လို့သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ငွေကြေးဖွဲ့စည်းတစ်ခုဖြစ်တဲ့အတွက်မြန်မာနိုင်ငံဘိုးပါအဓိကသတ်မှတ်ချက်ကတော့ကျွန်တော်အမြင့်ဆုံး limit ကတော့တစ်ချိန်မှာ US ဒေါ်လာ9000နဲ့ညီမျှတဲ့ amount ပမာဏကိုပဲကျွန်တော်တို့ခွင့်ပြုထားခြင်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီလက်ရှိလုံးလုံးစေသုံးဆွဲနေတဲ့ customer တွေကတ်သုံးဆွဲတဲ့သူတွေရဲ့သုံးဆွဲမှု pattern တွေသုံးဆွဲရတဲ့ရည်ရွယ်ချက်တွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကကတ်သုံးဆွဲမှုပမာဏလေးကိုလည်းမြင့်ပေးနိုင်မှုကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့သက်ဆိုင်ရာငွေကြေးအနာမယ်ဖွဲ့စည်းဖြစ်တဲ့မြန်မာနိုင်ငံဘိုးပေါင်းကျွန်တော်တို့ဆက်လက်ပြီးတော့မှခွင့်ပြုချက်ရယူအောင်ဆောင်ရွက်တော့ဖို့ကျွန်တော်စီစဉ်နေပါတယ် အနည်းဆုံးဒေါ်လာ900ထည့်သွင်းသုံးဆွဲတဲ့သူတွေအတွက်လစဉ်ကစမ်းပေးနေတာ ဖြစ်ပြီးမဲပေါက်တဲ့စနစ်ကို software စနစ်နဲ့သတ်မှတ်ထားတယ်လို့ဆိုပါတယ်။ August လမှာကန်ထုခဲ့သူ9ယောက်ကတော့ကိုဝင်းစော်၊ဦးဖုံးကျော်၊ကိုမျိုးထွန်း၊ကိုစောထွန်းနိုင်နဲ့ဒူးဆက်မာရီယာမာတီတို့ဖြစ်ပါတယ်။ Enterprise ဆိုရသူတယောက်ဖြစ်တဲ့ဦးဖုံးကျော်ကမြမပြည်သူတွေဟာကို့အစင်တန်းနဲ့ကိုရှိကြပေမဲ့တန်းပြီအခြေအနေကြောင့်မျက်နာငယ်နေရပြီးအခုလိုပုဂ္ဂလိကဘန်တွေမှာဘန်ကတ်တွေကင်ဆောင်လို့ရအောင်လုပ်နိုင်တဲ့အတွက် ဝမ်းသာတယ်လို့ပြောပါတယ်။မကြခင် ကာလမှာကမ္ဘာနိုင်ငံတွေလို credit card နဲ့ debit card တွေတွင်တွင်ကျကျသုံးစီခြင်းပြီးကန့်သက်ချက်မရှိဘဲလိုစလောက်သုံးနိုင်အောင်ဖြစ်လာစေခြင်းတယ်လို့ဆိုပါတယ်။ကျွန်တော်တို့လူမျိုးတွေရတယ်ကိုအစင်နာနဲ့ကိုရှိပါတယ်ကိုရင်ကျင်းမှုနဲ့လည်းကိုရှိပါတယ်။ဒါပေမဲ့တိုင်းပြည်အခြေအနေကြောင့်လည်းကျွန်တော်တို့မှာမျက်နှာငယ်နေရတယ်ပိုင်းရှိတယ်။ဒါပေမဲ့ဒီနေ့တည့်ရက်မှာဒီလိုအစိုးရအနေပြီးတော့လည်းပုဂ္ဂိကဖန်နေရတယ်ကျွန်တော်တို့ဒီလိုကတ်တွေပါတွေကိုကင်တွယ်လို့ရအောင် ဲ့လိုလှုပ်ပေးတဲ့တဲ့ကြောင့်လည်းကျွန်တော်တို့အရန်ဝမ်းသာတယ်ဗျ။နောက်ပိုင်းကျကျွန်တော် debit လို့ credit card တို့ပါဆိုတာကတော်တော်လေးတွန်ကျဲသုံးလာပါလိမ့်မယ်။အဲဒါကြောင့်မလူတွေကိုအဲ့လိုအလေးထားလေးရှိအောင်ပါလေ။အဲ့ဒါလေးကိုလေ့ကျင့်ပြီးတော့ပါလေ။ဒီနေရာလေးကိုကင်တွယ်ဖို့သင်ပါပြီလို့ကျွန်တော်ယူဆ။